အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ဖျားရေဘာလို့ရတော့မှလဲဘယ်ဟိုသွားပြီးတော့ဘသူစီကနေအကူကြီးတောင်းရမှာလဲမိုးတွေကလည်းရွာနေသေးတယ်ငါ့ရဲ့ယောက်ျားနဲ့ယောက်မကလည်းငါ့ကိုအိမ်ကနေနှင်းလွှတ်လိုက်တယ်ငါလည်းကိုဝင်းနေတယ် ဒီလောက်မိုးရွာနေတာငါ့ရဲ့ကလေးတွေကိုဘလို့ကယ်တင်ရမှာမလဲဘဝစားကလေးမကအဲ့လိုပြောပြီးတော့ငိုနေတော့တာပေါ့မိုးရွာတွေကလည်းအေးတာကြောင့်ဘဝစားကလေးမကလည်းချမ်းလုံးလို့တုန်နေတော့တာပေါ့နောက်တော့ဘယ်ဟိုသွားရမလဲမသိဘူးဖြစ်နေတော့တယ်သူ့ကိုကူညီပေးမဲ့ကျင်းငက်တွေကလည်းမရှိဘူးပေါ့အဲ့ဒီချိန်မှာစိတ်လေးတကောင်ကဘဝစားကလေးမစီကိုရောက်လာပြီးတော့ပြောလိုက်တော့တယ်စားကလေးမလေးဘာဖြစ်တာလဲဒီလောက်မိုးတန်းနေတာဘာလို့အပြစ်မှာရက်နေရတာလဲပြီးတော့ဘာလို့ငိုနေရတာလဲ အရာလေအမဆက်ရဲ့ညမအမေဖြစ်လာတော့မှဘိုက်ကလည်းတအားအောင်နာနေပြီမိုးရီထဲမှာဘယ်လိုသွားမှလည်းမသိတော့ပါဘူးညမစီမှာအိမ်လည်းမရှိဘူးစေးစုပြုတ်ပြီးတော့ကုညီပေးပါနော်အဲ့လိုဆိုရင်တော့လုံးဝကိုစိတ်ပူပူနဲ့စားခင်းပါလေအမကညမလေးကိုရောညမလေးရဲ့ကလေးတွေကိုဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူးအမကုညီပေးပါမယ်အဲ့ဒီစိတ်မလေးကမျက်ချောက်တွေကိုယူလာလိုက်တော့တယ်အဲ့နောက်မှာတော့ဘဝစားကလေးမလေးအတွက်အတိုက်လုပ်ပေးလိုက်တော့တယ် ဝဝစာကလေးမလည်းအတိုက်ထဲမှာထိုင်နေလိုက်တာပေါ့ဒါပေမဲ့လည်းဝဝစာကလေးမလေးအပေါ်မိုးရီတွေကရွာသွန်းနေတော့ပေါ့စာကလေးမလေးညီမရဲ့အပေါ်ကိုအခုထိမိုးရီတွေကစိုးနေတော့မယ်ခဏလေးစောင့်တခုခုကြည့်လို့လိုက်အောင်မယ်အဲ့ဒီနောက်မှာစိတ်မှမြ мян လေးတက်ကိုင်းနေလို့တောက်ကောက်လိုက်တော့တယ်နောက်တော့ဝဝစာကလေးအတွက်မိုးရီလည်းစောက်ပေးလိုက်တော့တယ်အဲ့ဒါကြောင့်ဝဝစာကလေးမအပေါ်မိုးရီတွေကမစိုးတော့ဘူးပေါ့နောက်တော့လေစိတ်မလေးကအိမ်လေးတိမ်ကိုစောက်လုလိုက်တော့တယ် အိမ်ဆောက်ပြီးွားလို့အိမ်လေးထဲကိုစိတ်မလေးဝင်လာတဲ့ချိန်မှာဘဝစာကလေးမလေးကဥဥလိုက်ပြီပေါ့အမစိတ်မရေးအရောက်ကိုကျေးဇူးတင်တယ်နော်ညီမကိုအများကြီးကူညီပေးခဲ့ရအမသာမရှင်ညီမတော့ဒီမိုးရေထဲမှာတည်သွားတာကြာပြီညီမရဲ့ဒါအမရဲ့တာဝန်ပဲလေအဲ့ဒါကြောင့်မလို့ကူညီပေးခဲ့တာဒုက္ခရောက်နေတဲ့သူဘု து မဆိုကူညီပေးတင်တယ်လေอืมဒါနဲ့ညီမညီမမှာဘာဖြစ်လို့ကိုပိုင်အိမ်မရှိရတာလဲဩအမကိုဘယ်လိုပြောပြရမလဲ ညီမရဲ့မိဘတွေကငငယ်ကလေးကကွယ်လွန်သွားခဲ့တာလေညီမကိုဥရိနဲ့အတော်နဲ့ကမင်္ဂလာဆောင်ပေးခဲ့တယ်ရောက်ခမအိမ်မှာလည်းအကောက်အဆင်ပြေခဲ့ပါတယ်ညီမလည်းပျော့ပျော့ရွှင်ရွှင်နေလာခဲ့ရတာဒါပေမဲ့ညီမအမေဖြစ်လာတော့မှယောက်ျားနဲ့ယောက်ခမကသူတို့အိမ်ကနေနှင်းထုတ်လိုက်တယ်လေဥရိနဲ့အတော်အိမ်ကိုသွားတော့လဲသူတို့ကညီမကိုအိမ်မှာနေခွင့်မပေးဘူးဒီလောက်မိုးရေထဲမှာဘယ်လိုသွားရမလဲဆိုတာအမပဲပြောပြပါတော့အော်ညီမအပေါ်မကောင်းတာတွေဖြစ်ခဲ့ရပါပဲ။ ညီမစိတ်မပူပါနဲ့အခုအစားပြီးတော့ဒီအိမ်မှာနေလို့ရတယ်အမညီမအတွက်စားစရာရှာလာခဲ့မယ်အဲ့နောက်စိတ်မလေးကအစားအစာရှာဖို့အတွက်အပြေုံထွက်သွားလိုက်တော့တယ်ခဏကြာတဲ့နောက်မှာတော့အစားအစာတွေယူလာပြီးတော့အိမ်ကိုရောက်လာတော့တယ်အဲ့ဒီချိန်မှာဝဝစားကလေးမကအတိုက်ထဲမှာအိမ်နေတာပေါ့အဲ့အကြောင်စိတ်မလေးကနှိုးလိုက်တော့တယ်ခဏခဏနှိုးပေမဲ့လည်းဝဝစားကလေးမကမထလာဘူးပေါ့ဘာလို့လဲဆိုတော့သူကတိတ်ဆုံးသွားတာကြောင့်ပေါ့ဖျားကြီးဒါပါလေ ဒီစာကလေးမလေးကသိသွားပြီပဲသူ့ရဲ့ဥတွေကိုဘသူကဆောက်ရှောက်တော့မှာလဲဥကိုဆောက်ရှောက်ဖို့အတွက်ငါလွယ်ပြီးတော့ဘသူမှလည်းမရှိဘူးအဲ့နောက်မှာတော့စိတ်မလေးကဝဝစာကလေးမကိုမြစ်ထဲမှာမျောလိုက်တော့တယ်အဲ့လိုနဲ့ပဲရက်အနေငယ်ကုန်ဆုံးသွားတော့တယ်ဝဝစာကလေးမရဲ့ဥတွေကနေတမီလေးထွက်လာတော့တယ်စာကလေးမလေးကိုကြည့်ပြီးတော့စိတ်မကပြောလိုက်တော့တယ်စာကလေးမလေးရဲ့ကလေးကအရန်ကိုလှတာပဲချစ်ဖို့လည်းကောင်းတယ် อืมတကယ်လို့ဒီနေ့မှသာသူ့အမေရှိသေးအရှမ်းကိုဝမ်းတာမှာတမီးရဲ့အမေကပမာလဲပြီးတော့အန်ဒီရောဘယ်သူလဲရင်အမေရဲ့တမီးလေးရဲ့အမေရပဲတမီးရဲ့အမေလေးစာကလေးမလေးကစိတ်မလေးကိုဖတ်လိုက်တော့တယ်အဲ့ဒါကိုကြည့်ပြီးတော့စိတ်မလေးကလည်းဝမ်းတာသွားတော့တယ်နောက်တော့စာကလေးမကစိတ်မလေးကိုပြောလိုက်တော့တယ်အမေတမီးဘာရင်စာနေပြီတမီးအတွက်တခုခုယူလာခဲ့ပေးပါလား စိတ်မလေးကမိဝါစာကလေးမလေးအတွက်ဆာရှာဖို့ထွက်သွားလိုက်တော့တယ်။ခဏကြာတဲ့နောက်မှာတော့အသေးနံတွေကိုယူလာပြီးတော့မိဝါစာကလေးမလေးကိုကျွေးလိုက်တော့တယ်။မိဝါစာကလေးမလေးကလည်းစားလိုက်တာပေါ့။အဲ့လိုနဲ့ပဲရက်အနေငယ်ကုံသွားတော့တယ်။မိဝါစာကလေးမလေးကကြီးလာတော့တယ်။တယောက်ထဲလဲအပြေုံသွားနိုင်တာပေါ့။တရက်မှာတော့မိဝါစိတ်မလေးနဲ့အတူမြစ်ကန်အောင်လိုက်လာတော့တယ်။အမေဒီမြစ်ကန်ကတော်တော်လေးကိုကြီးတာပဲ။ဟုတ်တယ်တမီး။ ဒီမြစ်ကန်ကတော်တော်လေးကိုကြည့်တာတမီးဘယ်တော့မှဒီကိုတယောက်တည်းမလာနဲ့နော်မတော်လို့ပြုတ်ကြရင်ရင်ထဲအတူမျောပါသွားလိမ့်မယ်ဟုတ်ကဲ့မေတမီးဒီကိုဘယ်တော့မှတယောက်တည်းမလာပါဘူးအမေဟိုမှာကြည့်ပါဦးအရှိမစားစရာတွေတွေ့နေရတယ်ဒီနေ့တော့စားစရာရသွားပြီမိဝါအစားအစာတွေကိုစားလိုက်တော့တယ်စိတ်မလေးကလည်းစိမ့်ဆူနေတဲ့မျက်တွေကိုစားပြီးတော့ဗိုက်ဖြည့်လိုက်တော့တယ်အဲ့နာတပည့်ပေါ်မှာတင်းတင်းကြီးကမ်းမှာကာလူကြီးကမ်းတို့ကထိုင်နေကြတာပေါ့ နောက်တော့တင်တင်ကြီးကမှသူ့ရဲ့ယောက်ျားကာလူကြီးကံကိုပြောလိုက်တော့တယ်။ဒီမှာကြည့်ကိုကာလူရှင့်ကိုထူးဆန်းတဲ့အရာပြမယ်။စာကလေးမလေးကစိတ်မှသူ့ရဲ့အမေလို့သတ်မှတ်ထားရာ။ဟမ်အဲ့ဒါဘလို့လို့ဖြစ်နိုင်မှာလဲ။စာကလေးမလေးရဲ့အမေကစိတ်မှဘလို့လို့ဖြစ်နိုင်မှာလဲ။နောက်တော့တင်တင်ကြီးကမနဲ့ကာလူကြီးကံတို့ကမိဝါရဲ့အနာကိုရောက်လာတော့တယ်။နောက်တော့ပြောလိုက်တော့တာပေါ့။စာကလေးမလေးသမီးရဲ့အမေဘာမှလဲ။ ဟောရှေ့ပါလေမြက်စားနေတဲ့သူကတမင်းမမေလေးအန်ဒီငတုံးပါလေရေသူကဘလို့လောက်ပြီးတော့တမင်းအမေဖြစ်နိုင်ပါလေသူကမမဲအော်ရဲစိတ်ပါလေတမင်းအမေကတမင်းလိုမျိုးစားကလေးမာလေးပဲဖြစ်မှာပေါ့ပါရပြောနေရလဲအန်ဒီကလည်းအဲ့ဒါတမင်းအမေပဲတမင်းရဲ့ဥရေကထွက်လာတဲ့အချိန်ငငယ်လေးကလေးကပြုစုပြုထောင်ပေးခဲ့တာဒါဆိုတမင်းရဲ့အမေကိုတော့ပြောလိုက်တမင်းလိုမျိုးကောင်းငင်မှာပြန်ပြကြည့်ပါလားလို့ ဒါမှမဟုတ်သမီးလိုမျိုးစပားတွေအသီးတွေစားပြီးတော့မျက်မစားနဲ့လို့ပြောလိုက်အဲ့လိုပြောပြီးတော့ကာလူးနဲ့တင်းတင်းကြီးကမာလီတို့ကပြန်သွားလိုက်ကြတော့တယ်အဲ့ဒီချိန်မှာမိဝါစာကလေးမကစိတ်မဆီကိုသွားပြီးတော့ပြောလိုက်တော့တယ်အမေအမေကိုတစ်ခါတော့မေးလို့ရမလားအမေကဘာလို့သမီးလိုမျိုးကောင်းနေမှာမပြေရတာလဲဟင်ဘာလို့လမ်းလျှောက်သွားတာလဲအော်ဘာလို့လဲဆိုတော့အမေကအသက်ကြီးနေပြီလေအဲ့ဒါကြောင့်မျိုးမပြေနိုင်တော့တာ ။တမီးလိုငငယ်တုန်းကဆိုရင်အမေလည်းတမီးလိုမျိုးပြန်တန်းလို့ရတယ်လေ။အဲ့လိုပြောပြီးတော့စိတ်မလေးကအဆုံးသတ်လိုက်တော့တယ်။ဒါပေမဲ့လည်းမိဝါစာကလေးမလေးကမယုံနိုင်ဘူးဖြစ်နေတာပေါ့။အိမ်ကိုပြန်ရောက်တော့တဲ့အချိန်မှာမိဝါစာကလေးမကစိတ်မကိုထပ်မေးလိုက်တော့တယ်။အမေအမေကဘာလို့မျက်စိမျိုးစားရတာလဲ။ဘာလို့တမီးလိုမျိုးစပားတွေချုံမြင့်တဲ့အသီးနှံတွေကိုမစားရလဲ။အော်အဲ့ဒါကအမေမှသွားမရှိတော့ဘူးလေ အဲ့ဒါကြောင့်မလို့သမီးစားတယ်လို့မျိုးမစားနိုင်မယ်နဲ့မျက်တွေပဲစားနေရပေါ့ဒီနေ့ကျမှဘာလို့ဒီလိုမျိုးတွေမေးနေရတာလဲသမီးအမေလိန်ပြောနေတာမဟုတ်လားအမေအတိုင်းပြောပါအမေအမေကဘာလို့လဲသမီးရဲ့အမေကအမေမဟုတ်ဘူးမလားဒါဆိုသမီးရဲ့တကယ်အမေကဘာလို့လဲပမာနဲ့ပြောပြပါအော်အမေကအမှန်တိုင်းပြောနေရပါ သမီးရဲ့သမီးရဲ့အမေကအမေပါပဲသမီးမွေးကလေးကအမေကပဲသမီးကိုပြိုးထောင်လာခဲ့ရလေသမီးကိုမလိမ်ပါနဲ့တော့ တမီးအားလုံးသိပြီးွားပြီအမေကတမီးရဲ့အမေမဖြစ်နိုင်ဘူးအမှန်တမ်းပြောပါနော်တမီးရဲ့အမေကဘယ်သူလဲယင်တမီးကဘာလို့အမေနဲ့တူတူနေနေရတာလဲအဲ့ဒီစကားတွေအားလုံးနားထောင်ပြီးရဲ့နောက်မှာတော့စိတ်မလီကအမှန်တမ်းပြပြလိုက်တော့တယ်အမှန်တမ်းသိပြီးွားတဲ့နောက်မှာတော့မိဝါစာကလေးမကအိမ်ကနေထွက်သွားပြီးတော့မြစ်ကမ်းထမှာတောထိုင်နေလိုက်တော့တယ်ငါ့ရဲ့အမေကငါ့ကိုမွေးကြတဲ့ကတေးသွားခဲ့တာဒီလောကကြီးမှာငါ့အတွက်ဘယ်သူမှမရှိတော့ဘူး ငါလည်းအသက်ရှင်ပြီးတော့မလုပ်တော့မှလည်းဒီမြစ်ထဲကိုပဲခုံချပြီးတော့တိတ်လိုက်တော့မယ်အဲ့လိုပြောပြီးတော့မိဝါမြစ်ထဲကိုခုံဆင်းလိုက်တော့တယ်စိတ်မလေးကလည်းမိဝါကိုရှာရင်းနဲ့မျက်နှာကိုရောက်လာတော့တယ်မိဝါဘယ်ရောက်သွားတာလဲရှာလို့လည်းမတွေ့ဘူးဒါပေမဲ့သူ့ရဲ့အနံ့ကဒီနောက်မှာပဲရနေဘမများလဲမြစ်ထဲကိုပဲခုံချသွားပြီလားမသိဘူးစိတ်မမြစ်ထဲကိုကြည့်လိုက်တဲ့အချိန်မှာမိဝါကိုတွေ့သွားတော့တာပေါ့ အိမ်နောက်မှာစိတ်မသူ့ကိုယ်သူဂယုမဆိုင်ဖဲနဲ့မြစ်ထဲကိုဆင်းလာပြီးတော့မိဝါကိုကယ်ပြီးတော့အပြေကိုထွက်လာလိုက်တော့တယ်။အမေရဲ့သမီးလေးရဲ့အမေကအဲ့ဒါကြောင့်သမီးကိုအမှန်တိုင်းမပြောပြချင်တာ။အခုလို့သမီးဒီလိုဖြစ်ရတာလဲအမေကြောင့်ပါပဲ။ငါအရင်ကဆိုးတဲ့အမေပါလား။အမေသမီးဘာမှမဖြစ်ပါဘူး။အမေမငိုပါနဲ့တော့တိတ်ပါတော့။အဲ့ဒီစကားကိုနားထောင်ပြီးတော့စိတ်မလေးကဝမ်းသာသွားတော့တယ်။သမီးသာတခုခုဖြစ်သွားရင် အမေကိုကိုကိုခွင့်လွှတ်နိုင်မှာမဟုတ်တော့ဘူးတမီးမှားတာပါအမေတမီးကအမေကိုသစိမ်းကိုဆက်ဆံပြီးတော့အမေကိုထားပြီးတော့ထွက်လာခဲ့လိုက်တာအမေတမီးကိုခွင့်လွှတ်ပါနော်ဘသူတွေဘာပဲပြောပြောတမီးကအမေကိုဘယ်တော့မှမထားခဲ့ပါဘူးအမြဲတမ်းအမေနဲ့တူတူနေပါမယ်သူတို့နှစ်ယောက်လုံးကရောင်းဝမ်းသာသွားကြတော့တယ်။အဲ့နောက်မှာတော့မိဝါစာကလေးမကစိတ်မနဲ့အတူပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။အဲ့လိုနဲ့ပဲစိတ်အမေရဲ့အချစ်ကအနိုင်ရရှိသွားတော့တာပေါ့။ ဒီနေ့ဘိုက်ရမ်းစားတာပဲဘိုက်ဟောင်းလောင်းနဲ့ဘလို့မှလည်းနေလို့မရဘူးအသားစားဖို့အတွက်တနည်းမဟုတ်တနည်းတော့ကြမ်းမဖြစ်တော့မယ်ဘိုက်စားနေတဲ့ရာစာသိန်းငက်ကဟိုဘက်ဒီဘက်ရှောက်သွားနေတော့တာပေါ့ရာစာသိန်းငက်ကလက်ဆက်တဲ့အသားကိုပဲစားရတာကြိုက်တာလေအဲ့ဒါကြောင့်လဲပတ်စံပေးပြီးတော့ဈေးမှာအသားဝယ်ပြီးတော့မစားဘူးပေါ့အင်းငါသာဆန္ဒရှင်ဈေးကနေအသားတွေဝယ်ပြီးတော့စားလို့ရတယ်ဒါမဲ့ဈေးတဲ့အသားတွေက၃ရက်ကြာပြီးနေပြီလေ ငါလက်ဆက်တဲ့အသားပဲကြိုက်တာအဲ့လိုပြောပြီးတော့ဗိုက်စာနေတဲ့ရာစာတိုင်းကကဟိုဘက်ဒီဘက်ရှောက်သွားနေတော့တာပေါ့အဲ့ဒီချိန်လမ်းတစ်ဝက်မှာရာစာတိုင်းကကသူ့ရဲ့တငယ်ချင်းမင်းမင်းတိုင်းကနဲ့တွေ့သွားတော့တယ်ဒီမင်းမင်းကဒီမှာဘာလုပ်နေရလဲဒီနေ့လေကျင်းကတကောင်ကိုအယူလုပ်ပြီးတော့လက်ဆက်တဲ့အသားစောင်းအောင်မှဒီလိုလုပ်လိုက်မယ်ဝဝစာကလေးမကိုပဲငါရဲ့သားကောင်လုပ်လိုက်မယ်သူကအရန်ကိုထက်မြက်တယ်မဟုတ်လားဒါမဲ့ငါရဲ့လက်ထက်ကနေတော့လွတ်နိုင်မှာမဟုတ်ပါဘူးလေ အဲ့စကားတွေအားလုံးကိုရာဇာသိန်းခက်ကတစ်ပင်မွားနေနားထောင်နေတော့တာပေါ့။ "तू ကဘလို့လောက်ပြီးတော့အဲ့စကလေးမကိုသူ့ရဲ့တားကောင်အဖြစ်လုပ်ပါလေ။အဲ့စကလေးမကအယံအောင်လှဲတာ။ငါတော့သူ့ကိုတားကောင်အဖြစ်မဖမ်းနိုင်တာ။ तू ကဘလို့လောက်ပြီးတော့ဖမ်းနိုင်ပါလေ။အဲ့နောက်မှာတော့မင်းမင်းတိုင်ငက်ကဝဝစကလေးမကိုဖုံးဆက်လိုက်တော့တယ်။ဒီနေ့မှမင်းမင်းတိုင်ငက်ကခိုရဲ့အတန်နဲ့ဝဝစကလေးမကိုလှည့်စားမှဖြစ်တော့တယ်။ဟယ်လို Hello? Hello? ဝဝအခုပြောနေရပါညီမရဲ့အကိုခိုလေဟုတ်ကောပြောလေဘလို့လုတ်ပြရညီမလေးကိုဖုန်းဆက်ဖြစ်တာလေညီမစီရနဲ့အကူညီတစ်ခုလောက်တောင်းမလို့အခုအိမ်ကနေပစ္စံယူလာဖို့မေ့သွားလို့လေအဲ့ဒါတခြားတော့သွားဖို့ကလည်းအလှဉ်လုံနေလို့အကိုကအခုတောင်းပေါ်မှာလေအိမ်ကိုပြန်ပြီးတော့ပစ္စံဝင်ယူရင်အချိန်ကပုံပြီးတော့ကြာသွားမှာစိုးလို့အဟအကိုကလည်းနော်ပစ္စံလေးယူသွားဖို့တော့မေ့ရတာလားဒါမှစိတ်မပူနဲ့ညီမလေးအခုယူလာပြီးပေးခဲ့မယ် ဒါမဲ့အကိုအခုဘယ်နားမှာလဲဆိုတာပြောပါအောင် အကိုကအခုတောင်ပေါ်ကသပင်ချောက်လေးရှိရနေရာမှာရှိရညီမလေးညီမလေးအမြန်ဆုံးပတ်စံယူပြီးတော့လာခဲ့လိုက်နော်ဟုတ်ကဲ့ကိုလာခဲ့မယ်အကိုဖုန်းချလိုက်တော့မယ်စိတ်မပူနဲ့ညီမလေးအခုပဲယူလာပေးခဲ့မယ်မင်းမင်းတိုင်ငက်ကခိုးရဲ့အတန်အတိုင်းလုံးဝစင်တူနဲ့စကားပြောလိုက်တော့တယ်ဝါဝါစာကလေးမကလည်းဘာမှမသိပဲပတ်စံယူပြီးတော့ထွက်လာလိုက်တော့တယ် ခဏနေဝဝကိုယ်တိုင်ငါးစီကိုပတ်စံယူပြီးတော့ရောက်လာလိမ့်မယ်။အဲဒီခါကျရင်ငါသူ့အရသာခံပြီးတော့အေးအေးစစ်စစ်စားပြစ်မယ်။အင်းတကယ်ကိုပျော်ဖို့ကောင်းပါပဲ။ငါကအရန်ကိုလဲတဲ့တိတ်ငက်ပါလား။အဲဒီဝဝစာကလေးမကိုတော့အယူလုံးနိုင်ခဲ့တယ်။ဖះရည်မင်းမရငါထထောင်ပို့ပြီးတော့လဲသားပဲ။ငါမှတော့လက်ဆက်တဲ့သားအတွက်မနဲ့ကလေးကဘာမှမစားရသေးဘူး။သူကြတော့သားကောင်ကိုယ်တိုင်ကသူ့စီကိုရောက်လာနေတာ။ ရာဇာတိုင်းကကရောင်းဘိုက်စာနေရပေါ့သူ့ရဲ့စိတ်ထဲမှာဝဝစားကလေးမရဲ့လက်ဆက်တဲ့အသားကိုစားကျင်တဲ့စိတ်ကပေါ်ပေါက်နေတော့တာပေါ့မမေရေဒုက္ခပါပဲငါမင်းကိုလိုက်ရှာနေတာတနားကြီးလောက်ရှိနေပြီမင်းကဒီမှာပုံပြီးတော့လာထိုင်နေရလားဘာဖြစ်တာလဲရာဇာဘာပြဿနာကြီးများဖြစ်နေလို့မင်းကငါ့ကိုဒီလောက်လိုက်ရှာနေရတာလဲမမေရေငါမင်းရဲ့အိမ်သားမှာထိုင်နေတဲ့အချိန်မင်းရဲ့အိမ်သားမှာမွေအကြီးတစ်ကောင်ရှောက်သွားနေတာကိုတွေ့လိုက်တယ်မွေကတော်တော်လေးကိုကြီးတာ ပြီးတော့ရမ်းလိုက်အန်ရရှိမဲ့ပုံပဲငါတော့မနေုံထွက်လာတာဒါပေမဲ့လည်းအဲ့ဒီမွေရမင်းရဲ့အိမ်သားမှာရှိနေတော့မယ်ဘာပြောလိုက်တယ်မွေရငါရဲ့အိမ်သားမှာရှောက်သွားနေတယ်ဟုတ်လားဖះရင်ငါရဲ့အိမ်မှာငါရဲ့ကလေးတွေရှိသေးရဲ့လေအဲ့ဒါကြောင့်မောမင်းမင်းငါမင်းကိုအဲ့ဒါပြောဖို့လာခဲ့တာအခုချက်ချင်းအိမ်ကိုသွားလိုက်နေ့ရက်ကလေးတွေကိုလည်းမွေရဲ့အန်ရရကနေသွားကြည့်လိုက်အောင်သွားမှဖြစ်မှာပေါ့ဟိုအစားကလေးမရဲ့လက်ဆက်တဲ့အသားအတွက် ငါ့ရဲ့ကလေးတွေကိုတိတ်ခိုင်းလို့မဖြစ်ဘူး။မဖြစ်ပါဘူးလေ။ငါ့ရဲ့ကလေးတွေကအထီးကပဲကလေးတွေကိုအရင်ကဲမှဖြစ်မယ်။အဲ့နောက်မှာတော့မင်းမင်းတိုင်ငက်ကသူ့ရဲ့ကလေးတွေကိုကယ်ဖို့အတွက်အိမ်ကိုသွားလိုက်တော့တယ်။သွားလိုက်ပြီ။ငါထက်လေတဲ့သူကဒီကဘာမှမရှိသေးပါဘူး။အခုငါပဲဒီစားကလေးမကိုအမဲလိုက်ပြီးတော့သူ့ရဲ့အသားကိုရတာခံပြီးစားပစ်မယ်။ရှာစာတိုင်ငက်ကရအောင်ဝမ်းသာနေတော့တာပေါ့။ အခု तू ကဝဝစာကလေးမရဲ့အလာကိုစောက်နေတော့တယ်။ဝဝစာကလေးမကလည်းပတ်ဆက်ယူပြီးတော့တောင်ဘက်ကိုလာနေတဲ့အချိန်လမ်းတဝက်မှာခိုးတွေ့သွားတော့တယ်။အကိုရဲ့ဘာလို့တော်ရဲကိုပြန်လာရတာလဲ။အကိုတောင်းတဲ့ပတ်ဆက်ယူပြီးတော့ညီမလေးကတောင်ဘက်ကိုလာနေရလေ။ဘာပြောနေရလဲဝဝ။အကိုကဘယ်တော့ကပတ်ဆက်တောင်းလိုက်လို့လဲ။ဘယ်ကပတ်ဆက်လဲ။အကိုကအခုမှအိမ်ရာကနေထတာ။မသိညီမလေးကပဲအိမ်နေနေအိမ်မက်မက်နေကြာနေရပါပဲ။ ဟာအကူကလည်းဘာလို့စောင့်နေနေရလဲအကူကိုယ်တိုင်းပဲဖုန်းဆက်ပြီးတော့ပြောတာလေအကူကပတ်စံလို့ရယ်ဆိုပြီးတော့လေအကူအမှန်တိုင်းပြောနေရပါညီမလေးရာအကူဖုန်းတကယ်မဆက်ပါဘူးမယုံဆိုရင်လည်းအကူရဲ့မိန်းမကိုသွားမေးကြည့်လိုက်ဒါဆိုရင်တော့စဉ်းစားကြရပဲအကူသားညီမလေးကိုဖုန်းမဆက်ဘူးဆိုရင်ညီမလေးကိုအကူအတန်နဲ့ဖုန်းဆက်တာဘာတူလဲอืมအကူအထင်တော့တခုခုများမှားနေပြီနဲ့တူတယ်ညီမလေးညီမလေးရဲ့အိမ်ကိုပြန်တော့တောင်းပန်မသွားနဲ့တော့ ဒါမဲ့အကိုရဲ့ညီမလေးသာအဲ့တောင်မှမသွားရင်ဘသူကညီမလေးကိုဖုန်းဆက်လဲဆိုအောင်မသိရမယ်နေမှာပေါ့ကဲဒါဆိုလဲညီမလေးသွားဒါမဲ့တခုတော့ရှိရယ်နော်မိထူပြင်းနဲ့ရဲမက်တွေကိုပါအတူခေါ်သွားလိုက်ဘယ်သိနိုင်မလဲအဲ့ဒီမှာညီမလေးကိုထိခိုက်အောင်လုပ်ရင်လည်းလုပ်နိုင်တယ်ရဲမက်ကောအတူခေါ်သွားရင်ညီမလေးကိုကယ်ပေးလိမ့်မယ်ခိုးရဲစကားကိုနားထောင်မိရောဘဝစာကလေးမကမိထူပြင်းစီကိုသွားလိုက်တော့တယ် နန်းတော်ရဲကိုသွားပြီးတော့ဘဝစာကလေးမကရဲမဲစည်းကွက်ကိုအကြောင်းဆုံးပြပြလိုက်တော့တယ်အဲ့လိုလားကောင်းပြီဘဝအဲ့ဒီလိုသေချာပေါက်သွားမှဖြစ်မယ်အခုနောက်ကနေလိုက်လာခဲ့မယ်ညီမကိုဘသူကထိကန့်အောင်လုံးနိုင်မလဲဆိုတာကိုကြည့်ကြသေးရပေါ့ဘဝစာကလေးမကစည်းကွက်ရဲမဲကိုခေါ်ပြီးတော့တောင်မွားသစ်ပင်ချောက်တွေရှိတဲ့နေရာကိုသွားလိုက်တော့တယ်အိမ်ရဲ့ဘေးပပတ်လေလုံးစစ်ဆေးကြည့်ပြီးပြီမွေတကောင်ကိုမှတ်ရှာမတွေ့ဘူးသေးကြပေါက်ရာစာငါရဲ့သားကောင်ကိုလူယူဖို့အတွက်လိန်ပြောနေတာဖြစ်မယ် ဒေါ်လာကြီးနဲ့မင်းမင်းတန်ငတ်ကဝဝစာကလေးမှလာမယ့်နေရာကိုသွားလိုက်တော့တယ်။လာပါတော့ဝဝရဲ့ဘယ်ကိုရောက်နေရပါလဲ။ငါဘိုက်စာလုံးတော့ဘိုက်ထဲမှာလဲကြွက်တွေတောင်းချနေပြီ။ခဏနေတဲ့နောက်မှာတော့ဝဝစာကလေးမကတပင်ချောင်းနာကိုရောက်လာတော့တယ်။အဲ့ဒီအရာတွေအားလုံးကိုမင်းမင်းတန်ငတ်ကခိုးပြီးတော့ကြည့်နေတော့တာပေါ့။အကိုကြီးအကိုဘယ်ရောက်သွားလဲ။အကိုတော့ပတ်ဆိုင်ယူလာခဲ့ပြီ။အဲ့ဒီအချိန်မှာရာစာတန်ငတ်ကတိုက်ခိုက်ပြီးတော့ဝဝစာကလေးမရဲ့အချစ်ကိုထုတ်ပေါ်လာတော့တယ်။ခိုးရဘူးလေ ဒီမှာဘာခိုးမှမရှိဘူး။နင့်ရဲ့တေချင်းတရားကနင့်ကိုဒီကိုခေါ်လာတာ။နင်ကအရန်ကိုလှည့်တယ်မဟုတ်လား။အခုချိန်ထိငါရဲ့ထောင်ချောက်ထဲမှာမပိတ်မိသေးဘူးလေ။ဒီနေ့တော့ငါနင့်ကိုသားကောင်ဖြစ်တက်စားပြစ်မယ်။လုံးဝအလွတ်ပေးမှာမဟုတ်ဘူး။ဒါဆိုငါ့ကိုဒီကိုခေါ်ပြီးတော့လိန်လိုက်တာပေါ့။ရာစာသိန်းခွက်ကြီးရဲ့ညီမကိုလှုပ်ပေးပါနော်။ဒီကနေသွားခွင့်ပေးပါနော်။ဘာလို့လွတ်ပေးရမှာလဲအမြဲတမ်းငါရဲ့လက်ထဲကနေလွတ်သွားတယ်ဒီနေ့တော့လွတ်မှာမဟုတ်ဘူး ဒီမှာနေကိုကဲမဲ့သူတယောက်မှလည်းမရှိတော့ဘူး။ရာဇာတိုင်းကကဝဝဆာကလေးမကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်အနောက်ကနေဇီးခွက်ရဲမကသူ့ရဲ့လှန်တဲ့ရာဇာတိုင်းရဲ့နောက်ကျောကိုထိုးဆိုင်လိုက်တော့တယ်။အဲ့ဒီနေရာမှာရင်ရာဇာတိုင်းကသေဆုံးသွားပါတော့တယ်။ကျေးဇူးတင်ပါတယ်။ဒီနေ့အကိုကြောင့်ညီမလေးအသက်ရှင်ရတာဒီရက်ဆက်တဲ့တိုင်းကလည်းအဖြစ်တန်ကိုခံသွားရပြီ။အဲ့နောက်မှာတော့ဘဝဆာကလေးမလေးနဲ့ဇီးခွက်ရဲမတို့ကထွက်သွားလိုက်ကြတော့တယ်။ ဝင်းဝင်းတိုင်ငယ်ကတော့အဲ့ဒီကြတွေအားလုံးကိုကြည့်နေနေကြံခဲ့တော့တယ်ဖះရီအဲ့ဒီစာကလေးမှရဲအောင်လဲရပဲသူနဲ့အတူရဲမကိုပါခေါ်လာခဲ့တာအမှန်တမ်းပြောကြတာပဲဖြစ်လာတဲ့အရာတိုင်းကကောင်းမှုအတွက်ပဲဖြစ်လာတာထောင်စားကငါချခဲ့ပေမဲ့ရာစာကတော့တိတ်သွားခဲ့ရပြီမင်းမင်းတိုင်ငယ်ကရာစာတိုင်ငယ်ရဲ့အဖြစ်ကိုကြည့်ပြီးတော့ရဲအောင်ကြောက်လန့်သွားတော့တယ်အဲ့နောက်မှာတော့မင်းမင်းတိုင်ငယ်ကကျင်းငက်တည်းရဲ့အသားကိုစားတဲ့အကျင့်ကိုအမြဲတမ်းအတွက်ဆွန့်လွတ်လိုက်တော့တာပေါ့